အရင်နဲ့မတူတော့ပဲပြောင်းလဲသွားတဲ့ပုံစံကြောင့်နိုင်ငံတကာအလက်မယ်တွေစီကတ်နေပါချီကျူးခံနေရတဲ့တဲဆုငင်းတဲဆုငင်းက Mickeyan International 2020ပိုးရှင်ပြိုင်တဲ့အချိန်မှာလဲပြည်သက်အားလုံးစိတ်ကျေနပ်မှုရရှိအောင်လုပ်ပေးနိုင်ခဲ့ပါတယ်။ဒါဒီမကသေးပဲနိုင်ငံတကာကမီဒီယာတွေပါအာယုံဆက်ခံရအောင်စူးစမ်းနိုင်ခဲ့တာပါ။ဒါပေမဲ့လဲအကြောင်းတချို့ကြောင့်စုကိုပြန်အက်ကတဲဆုငင်းကမင်းသမီးလို့ဖို့ဆုံးချက်ခဲ့ပါတယ်။ အလမဲ့ပြန်ပွဲကိုစမပြိုင်ပဲမင်းသမီးနေနဲ့ယက်တီနေပေမဲ့တဲဆုငင်းကခုချိန်ထိကိုနိုင်ငံတကာကအလမဲ့ဖန်တွေကြားမှာစိတ်ဝင်စားခံနေရတော့ပါဆရာဖြစ်တဲ့ထူအန်လွင်ကလက်မဲ့ပြန်ပွဲရဲ့နေရှင်နယ်ဒါရိုက်တာဖြစ်ယူလိုက်ပြီဆိုတာနဲ့တဲဆုငင်းပြန်မယ်လို့သာထင်ကာနာမိကြီးနေတတ်ပါတယ်။ဒါပေမဲ့တဲဆုငင်းကလက်မဲ့တယောက်အနေနဲ့ခြေမချသေးပဲအမှုပညာအလုပ်ကိုသာလုပ်ဖို့ဆုံးချက်ထားတာပါ။တစ်ဖက်မှာလည်းနိုင်ငံကအစ်မီအလက်မဲ့တယောက်မော်ဒယ်တယောက်ဖြစ်အောင်သူ့ကိုယ်သူအမြဲတမ်းပြောင်းလဲနေတတ်ပါတယ်။ ပြီးခဲ့တဲ့ရက်မှာလည်းတခါမှမမြင်ဖူးတဲ့ပုံစံနဲ့တဲဆုငင်းကလဲရစ်တက်လဲတခုရိုက်ခဲ့တာပါ။ကြာခဲ့အနှစ်ယောင်နဲ့ဝမ်းစကိုဝစ်စင်ကအမိုက်စားမျိုးသမီးတယောက်တွင်နဲ့တက်ပုံရိုက်ခဲ့ပါတယ်။တဲဆုငင်းဟာပြည်နေဂျမိတ်ကပုံစံမျိုးလည်းမဟုတ်တဲ့အပြင်ဆန်ပင်ပုံစံကကြောင်းလဲထားခဲ့တာပါ။ဒါအပြင်တတော်ဗီဒီယိုမှာလည်းဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတယောက်ရဲ့အသွင်အပြင်ကပြည်စုံနေတာမို့အယံကိုဟော့သွားခဲ့ပါတယ်။တဲဆုငင်းကပြန်ပွဲရှင်ပြိုင်တဲ့အချိန်နှုန်းကထက်ကိုအခုနောက်ပိုင်းမှာအများကြီးပြောင်းလဲကလပ်ပလာခဲ့တာပါ။ ဒါကြောင့်မို့လဲဒဲဆုငင်းကထမ်းမြက်တဲ့အမျိုးသမီးတယောက်အသွင်အပြင်မျိုးဖြစ်လာတဲ့အပြင်ချိန်နာရှင်နဲ့အဆင့်ထိရင်ပေါင်တန်းနိုင်တဲ့မော်ဒယ်တယောက်အနေထားလဲဖြစ်လာခဲ့တာပါ။ဒါကြောင့်မို့အရင်ကထက်အများကြီးပိုလာလာကပြောင်းလဲလာတဲ့ဒဲဆုငင်းကိုအင်တာနက်ရှင်နယ်ကအလက်မယ်တွေကဝိုင်းဝန်းကချီးကျူးပေးနေကြတာပါ။မက်ကီယန်အင်တာနက်ရှင်နယ်ချိန်နေမှာရှင်ပြန်ခဲ့ကြတဲ့အလက်မယ်တွေကဒဲဆုငင်းရဲ့ Instagram အောက်မှာအရန်လာကြောင်းချီးကျူးနေကြပါဗါ။လက်ဆုငင်းကအာယုံစိုက်ခံရအောင်လုပ်နိုင်တယ်လို့အရှိန်အဝါလဲလုံးဝမသိပါဘူး။ သူမမမမြင်နိုင်တဲ့ဆွဲဆောင်မှုရှိတဲ့အပြင်ဘလိုဝတ်စုံမျိုးနဲ့မဆိုလိုက်ဖက်သွားတဲ့အာသာချက်တွေလည်းရှိနေတာပါထမြက်တဲ့အပြင်အည်ချင်းရှိတဲ့တဲစုငင်းကိုလူအများကတော့ဓဆုရပစေတဲ့စီမင်းထက်မှာနောက်တစ်ကြိမ်ပြင်မြင်ကျင်သေးတာမှန်ပါနိုင်ငံတကာကအလက်မဲ့ဖန်ချိုးကလည်းတဲစုငင်းကပြိုင်တင့်တယ်လို့ထောက်ပြနေကြပါဗျ။မြန်မာပြည်သက်တွေကတော့တဲစုငင်းရွယ်ရောက်ကရင်းချက်တဲ့ချိန်ကြရင်မေယူနီဘော့စ်ကိုပြန်စေချင်ကြတာပါ။ မေယူနီဘော့စ်မှာမြန်မာလက်မယ်တွေကနေရှင်နယ်ခေါ်ချင်မှုကိုဒါဝင်းဒိုးနိုင်ကတော်ယုံလက်မယ်တွေကဝင်မတိုးနိုင်တာကြောင့်ပါအဲ့ဒီထဲကမှခန်ဒီတယောက်ထဲကဒါတော့ထဲဝင်ကအမြင့်ဆုံး placement ကိုရရှိထားတာဖြစ်ပါတယ်ဒါကြောင့်မို့လဲမြန်မာပြည်သက်တွေကမြန်မာလက်မယ်တယောက်ကိုမေယူနီဘော့စ်မှာတော့တန်းလောက်ဝင်ကဘောင်ဝင်တန်းဝင်ဖြစ်စေချင်ကြပါတယ်တော်တော်များများကတော့တဲဆုငင်းလုံးနိုင်လောက်မယ်လို့ယုံကြည်နေတာဖြစ်ပါတယ်တဲဆုငင်းကတော့လက်ရှိမှာမင်းသမီးတယောက်အနေနဲ့ဒါစ조사ဖို့ဆုံးဖြတ်ထားတာပါ အလတ်မဲ့အနေနဲ့ပြန်ပြန်ဖို့မသေးချပေမဲ့လက်မဲ့တယောက်မှရှိတဲ့လက်တရားနဲ့ခန္ဓာကိုယ်ရှိအောင်မြဲချက်လေးကျင့်ထိန်သိမ်းနေရတယ်။ဒါကြောင့်မို့လဲဒီနေ့တခြားပို့ပို့လာလာကတဲ့စုငင်းကိုလိုအများအာယုံစိုက်ချင်းခံနေရတာဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့ရောလာသွေးကြွယ်နေတဲ့ဒဲစုငင်းကိုအင်တာနေရှင်နယ်စီမိထမှာမြင်တွေ့ချင်သေးလားဆိုတာပြောပြခဲ့ပါဦးရှင်။